်များအားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ Sally City Season ပဲဖြစ်ပါတယ်ဒီ season ကိုကျမချူချမ်းကတောင်းယူတင်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့ဆက်မှုတန်းတောင်းဝန်ပြီးဆုံးသွားပြီဖြစ်တဲ့မင်းသားလီတိုဟွန်ကွာရှင်လိုက်ပြီဖြစ်တဲ့မင်းသမီးကမ်ဘိုရာ season 3ထွက်ဖို့အတည်ပြုလိုက်ပြီဖြစ်တဲ့ Yumi Cells ထောင်ထဲမှာဓာတ်ထိုးခံရတဲ့ rapper ဆိုတော့ Tory Lanez Liam Payne ရဲ့ပိုင်ဆိုင်မှုတွေကိုထိမ့်သိမ်းသွားမဲ့ဆိုတော့ Sheryl ာရာရုပ်ရှင်အသစ် Inherit မှာပါဝင်မဲ့ Time Minimi Jo Daviga ကိန်းမျိုးရှင်ပွဲတော်ကိုတက်ရောက်သွားမဲ့အိန္ဒိယအနုပညာရှင်တရုတ်ဆောင်များအစရှိတဲ့စိတ်ဝင်စားဖွယ်သတင်းလေးပါဝင်သွားမှာပါရှင်။မေလ23ရက်နေ့မှာတော့မင်းသားလီတိုဟွန်ဟာစစ်မှုထံတာဝန်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ လီတိုဟ ோம் ဟာ2023ခုနှစ်ဩဂတ်လ14ရက်နေ့မှာစတင်ပြီးတော့ကိုရီးယားသမ္မတနိုင်ငံ လေတက်မှာ22လကြာစစ်မှုထမ်းတာဝန်ကိုထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ဒိုဟွန်ရဲ့ agency YUEHUA Entertainment Korea ကနေဒိုဟွန်ဟာ drama တွေရုပ်ရှင်တွေနဲ့တခြားအရာတွေအပြင်အကြော်ညာတွေနဲ့ဓာတ်ပုံရိုက်ကူးမှုတွေအတွက်ပါဝင်သရုပ်ဆောင်ဖို့အတွက်ကန့်လန့်မှုတွေကိုလက်ခံရရှိနေပြီးဖြစ်ကြောင်းနဲ့နောက်လာမယ့်အနုပညာလှုပ်ရှားမှုတွေကိုစောင့်မျှော်ကြည့်ရှုပေးပါလို့ပြောကြားခဲ့ပါတယ်ရှင်။ Sky Castle Touch How Private Light အစရှိတဲ့ဇလန်တော်ရီမှာပါဝင်ခဲ့တဲ့မင်းသမီးကင်ဘိုရာဟာသူမရဲ့ခင်မွန်းဖြစ်သူနဲ့ question လိုက်ပြီးဖြစ်ပါတယ်ကင်ဘိုရာဟာဒါရိုက်တာဂျိုဘယ်ရမ်တို့ဟာ2021ခုနှစ်မှာထွက်ရှိခဲ့တဲ့ Strange Man Sean Zaga အတူရိုက်ကူးရင်းစစ်သူဖြစ်ခဲ့ပြီးတဲ့နောက်မှာ2024ခုနှစ်မှာလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ူတို့နှစ်ယောက်ဟာစက်တလောက်ပဲပေါင်းဖက်ခဲ့ကြပြီးတော့အခုခါမှာတော့နှစ်ယောက်သဘောတူကွာရှင်းလိုက်တာဖြစ်ကြောင်းကိုအေဂျင်စီကထုတ်ပြန်လာတာဖြစ်ပါတယ်ရှင်မင်းသမီးကမ်ကိုအွန်ရဲ့ပြိဿအားပေးမှုရရှိခဲ့တဲ့ဇလံတွဲတွေတကတစ်ခုဖြစ်တဲ့ Yumi Cell ဟာ Season 3ထွက်ဖို့အတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ စီဇန်1မှာဝင်းလေးနဲ့ပြတ်ပြီးစီဇန်2မှာဘာဘီနဲ့ချစ်တူတွေဖြစ်ခဲ့ကြတဲ့ယူမီဟာဘာဘီနဲ့လည်းပြတ်သွားခဲ့ပြီးတော့တစ်ချိန်တည်းမှာပဲဝင်းလေးကအောင်မြင်တဲ့သူတယောက်အနေနဲ့ယူမီရှိကိုပြန်ရောက်လာခဲ့ပါတယ်စိတ်ကူးအိမ်မက်တွေပြည့်ပြီးတော့ရစ်ကျက်သွားတဲ့ယူမီရဲ့ဘဝလေးတဲ့ကိုစီဇန်2နောက်ဆုံးအပိုင်းလေးမှာယူမီထက်ငယ်တဲ့လူငယ်လေးတစ်ယောက်ကထပ်မံဝေရောက်လာခဲ့တဲ့အခိုက်အတန့်လေးမှာအချစ်ဆဲလီကလှုပ်ရှားလာခဲ့တာနဲ့အဆုံးသတ်ခဲ့တာဖြစ်ပါတယ် ။ Yumisao Season 1နဲ့ Season 2တဲ့မှာ Minna Park Ji-yeon နဲ့ Akpo Hun တို့က Kim Go-eun နဲ့အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။ Season 3မှာတော့ပါဝင်မဲ့ Minna ကိုအတီးပြုတ်ထားခြင်းမရှိသေးပါဘူး။ Season 3ကိုတော့လာမယ့်2026မှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ မေဂန်ဒီစတယ်လီယန်ရဲ့ခြေထောက်ကိုတနက်နေ့ပြစ်ခတ်ခဲ့မှုအပါအဝင်တခြားဆွဲချက်တွေနဲ့ထောင်ဒဏ်၁၀နှစ်ကြာခံနေရတဲ့ rapper ဖြစ်သူ Tory Lanez ဟာထောင်ထဲမှာဓားနဲ့၁၄ချက်အထိုးခံခဲ့ရပါတယ်ကျောရဲ့အနောက်ဘက်ကို9ချက်ခနာကိုအရှေ့ပိုင်းကို4ချက်ခေါင်းနောက်ကို2ချက်နဲ့မျက်နှာဘဲဘက်အချမ်းကို1ချက်အထုခံခဲ့ရတာပါအစုံနှစ်ခုစလုံးပျက်စီးသွားခဲ့ပေမဲ့ပုံမှန်လိုပဲစကားပြောနေနိုင်ပြီးတော့စေကူတောင်းမှုခံယူနေတယ်လို့သိရပါဗျာ ်ထရီလိန်းစ်က2023ခုနှစ်ဩဂတ်စ်ကတည်းကထောင်ထဲရောက်နေခဲ့တာဖြစ်ပါတယ်1 direction အဖွဲ့ဝင်လီယန်ဖိန်းဆုံးပါသွားခဲ့တာ9လပြည့်ခဲ့ပြီဖြစ်ပါတယ်။လီယန်ကစုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာ50.1မီလီယံကိုခြံခဲ့ပါတယ်လို့တရားရုံးကထုတ်ပြန်ခဲ့ပါတယ်။ ။တည်ရန်စာလည်းမပြင်ဆင်ခဲ့ပဲဟိုတယ်သုံးလွာကနေရုတ်တရက်ပြုတ်ကျဆုံးမခဲ့တာကြောင့်တရားရုံးဘက်ကပိုင်ဆိုင်မှုတွေကိုမျက်မျှတတခွဲဝေပေးသွားဖို့ကြိုးစားနေတာပါ။လျံကတရားဝင်လက်ထပ်ခြင်းမရှိခဲ့ပေမဲ့2016ကနေ2018အထိလက်တွဲခဲ့ပူတဲ့ Sheryl နဲ့အတူတားလီတယောက်ရရှိခဲ့ပါတယ်။ဒါကြောင့်ဒေါ်လာ32မီလီယံတန်ဖိုးရှိတဲ့လျံရဲ့အင်ကိုအဲ့ဒီ၈နှစ်အရွယ်တားလီကအမွေစားအမွေခံရရှိသွားပါမယ်လို့တရားရုံးကထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ရှစ်နှစ်အရွယ်သာရှိသေးတာကြောင့် Cheryl ကသားလေးအသက်မပြည့်ခင်အထိစီမံသွားမှာဖြစ်ပါတယ်။တခြားပိုင်ဆိုင်မှုတွေကိုလည်း Cheryl နဲ့ရှစ်နှစ်အရွယ်သားလေး Bell တို့ကစီမံခွင့်ရရှိမှာဖြစ်ပြီးသူတို့နဲ့အတူဂီတနယ်ပယ်ကရှစ်နှစ်တယောက်ဖြစ်တဲ့ Richard Mark Bray ကိုလည်းစီမံခွင့်ပေးထားပါတယ်။လီယန်ပိမဆုံးမခင်အထိနှစ်နှစ်ကြာလက်တွဲခဲ့တဲ့ချစ်သူ Kate Cassidy ကတော့လီယန်နဲ့လက်ထပ်ဖို့အထိရည်ရွယ်ထားခဲ့ပေမဲ့လီယန်ရဲ့ပိုင်ဆိုင်မှုတွေကိုရရှိသွားမှာမဟုတ်ပါဘူးရှင်။ ိုင်းနိုင်ငံရဲ့နာမည်ကျော် Horror Action Director Ban Jun Pinson တနခွန်ဟာ GDH 559ရုပ်ရှင်ထုတ်လုပ်ရင်းနဲ့အတူ Horror ရုပ်ရှင်အသစ် Inherit ကိုရိုက်ကူးတော့မှာဖြစ်ပြီးတော့ Thai Titan မင်းသမီးဖြစ်တဲ့ Davika ကအဓိကနေရာကနေပါဝင်သရုပ်ဆောင်သွားမယ်လို့သတင်းတွေထွက်ရှိနေပါတယ်။ ဒါရိုက်တာဘန်ဂျွန်ပိစံတနခွန်ဟာ2004ခုနှစ်ကထွက်ရှိခဲ့တဲ့ Shutter 2000ခုနှစ်ကထွက်ရှိခဲ့တဲ့ Alone 2013ခုနှစ်ကထွက်ရှိခဲ့တဲ့ Pimark နဲ့2021ခုနှစ်ကထွက်ရှိပြီးတော့ကဘာကျော်အောင်မြင်မှုရခဲ့တဲ့ The Median တို့လို Horror ရုပ်ရှင်ကောင်းတွေကိုရိုက်ကူးခဲ့တဲ့သူဖြစ်ပါတယ် Inherit ဟာ The Median ရုပ်ရှင်ပြီးနောက်ပိုင်း Director Ben Jones ရဲ့ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ရုပ်ရှင်ကားကြီးပြန်မှာဖြစ်ပါတယ် Inherit ရုပ်ရှင်မှာမင်းသမီး Davika ဟာအသက်80အရွယ်အဖွာ Voranet အဖြစ်တရုပ်ဆောင်လာမှာဖြစ်ပါတယ်။ Voranet ဟာနှစ်ပေါင်း90လောက်ပျောက်ွယ်နေခဲ့ရကနေအသက်30အရွယ်အမျိုးသမီးတစ်ယောက်ရဲ့ရုပ်သွင်တဲ့ရုပ်တရက်ပြန်လည်ပေါ်ပေါက်လာတာဖြစ်တယ်လို့သိရပါတယ်။ Davika ဟာ Director Benjon နဲ့2023ခုနှစ်က Time Box Office မှာစံချိန်တင်အောင်မြင်ခဲ့တဲ့ပြမရုပ်ရှင်မှာအတူလက်တွဲခဲ့ဖို့တဲ့သူလည်းဖြစ်ပါတယ်။ ဝရဏက်ပြန်လဲရောက်ရှိလာတာကသူမရဲ့မိသားစုအတွက်ကြောက်မက်ဖွယ်ရာဒစိ6လက်မှုတွေကိုတည်ဆောင်လာပြီးတော့သူမရဲ့အသက်18နှစ်အရွယ်မြေးမလေးဟာနတ်ဆိုးရဲ့နောက်ထပ်အမွေဆက်ခံသူဖြစ်လာဖို့ကံကြမ္မာပါလာခဲ့တယ်လို့လည်းဇလန်အကြမ္မာဖော်ပြထားပါတယ်။ Inherit ရုပ်ရှင်ကိုထိုင်းနိုင်ငံရဲ့ထိတ်တန့်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ GDH559 ကတာဝန်ယူထုတ်လုပ်သွားမှာဖြစ်ပြီးရိုက်ကူးရေးကိုတော့ဂျွန်လာထဲမှာစတင်သွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံမှာတော့2025ခုနှစ်ကုန်လောက်ပိုင်းမှာရုံတင်ပြသနိုင်မှုမျှော်မှန်းထားကြပါတယ် GDH 559ဟာမကြသေးခင်ကမှ How to make millions before grandma died ဆိုတဲ့မိသားစုဒရာမာရုပ်ရှင်နဲ့အာရှတလွှာအောင်မြင်မှုကြီးကြီးမားမားရရှိထားတာဖြစ်ပါတယ်။ ပြည်ထောင်နိုင်ငံမှာကျင်းပမယ်2025ခုနှစ်အတွက်ကိန်းမြှုပ်ရှင်ပွဲတော်အခမ်းအနားကိုဒီနေ့မှာတော့ပထမဆုံးအနေနဲ့မင်းသမီးအလီယာဘတ်ဟာအိန္ဒိယကိုစားပြုအနေနဲ့တက်ရောက်မှာဖြစ်ပြီးတော့မင်းသမီးအရှဝါရာရိုင်းဂျန်ဖီကပူအီရှန်ရှမီလာတကိုရှလီနီပစီပယက်ကပတီးယားနဲ့ဂရန်ဂျိုဟာတို့ကတက်ရောက်သွားမှာဖြစ်ပါတယ် 98နှစ်မြောက်ကိန်းညွှန်ရှင်ပွဲတော်ကို2025ခုနှစ်မေလ17ရက်နေ့ကနေ24ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့နိုင်ငံတကာကနမည်ကြီးအမှုပညာရှင်များစွာနှစ်ဆင့်တက်ရောက်တဲ့ပွဲတစ်ခုလည်းဖြစ်ပါတယ်။တပတ်အတွင်းနှုပညာသတင်းတွေကိုကျမကျူချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါဒီဘက်ဆယ်လီစီတီစီစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာလိုက်ပါရစေပြည်သက်တွေအားလုံးပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်